အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့နာမည်ကြီးမြန်မာတိုင်းရင်းစေးပညာရှင်ကြီးတရားစွဲခံရတာအပြင်စေးယုံဒေါက်တာက တိုင်နာဆိုပြီးတော့ထွက်ပေါ်လာတဲ့ဗောဖြည့်ရှင်းလာတဲ့ဒေါက်တာရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနောင်းလေး channel မှာ ပြန်လေကြောက်ပြိုက်ပါလေဗျာပညာရေးအကြောင်းပြောပြီးတော့ကျမ်းမာရေးအကြောင်းပြောမလို့ပဲဒါပေမဲ့ဒီနေ့အရမ်းမဲ့စိတ်မကောင်းစရာသတင်းတစ်ခု BBC ကတင်တာကိုဖတ်မိလိုက်တယ်လုံးဝကိုစိတ်မကောင်းဘူးဒီတမားတော့ဒေါခင်ဆိုင်ရီကိုတဲ့အမှုဖွင့်ထားတယ်တဲ့ဒီဆရာဝန်ဒေါက်တာသက်ဟိန်းနဲ့သူတို့ကနေမကျေနပ်လို့ဒီ license မရှိဘဲနဲ့အာ စေကုသခွင့် license မရှိဘဲနဲ့ license ဆိုတာလည်းဒီတိုင်းရင်တမားတော်အနေနဲ့ license မရှိဘဲနဲ့ဖွင့်လို့ဆိုပြီးတော့သူ့ကိုတရားစွဲတယ်အဲ့တော့ဒီဒေါခင်ဆန်းရီးတဲ့တော်တော်အောင်မြင်တဲ့ဆေးဆရာမပဲတိုင်းရင်ဆေးဆိုတာလည်းကျမတို့နိုင်ငံမှာ လိုအပ်တယ်ရှေးအစဉ်လာတိုင်းကုသပေးနေတဲ့ဒီဆရာတွေဆရာမတွေလည်းမြန်မာပြည်မှာလိုအပ်နေပါတယ်အဲ့ဒါဒီ ်ဒီဆရာမလေးကအောင်မြင်တယ်အောင်မြင်တော့သူတို့အဲ့ဒီမှာဒီဆရာဝင်ဘွဲ့ရတွေကသူတို့စီမှာကြတော့လူနာမရှိဘူးဘာဖြစ်လို့ဒီတန်းရင်ဆရာမလူနာတွေထောင်ချီပြီးတန်းစီနေရလဲဆိုအဲ့ဒါ तू မကျေနပ်ဘူးထင်တယ်သွားပြီးတိုက်ခိုက်တော့ဟိုကလည်းစွာတယ်ဟိုကလည်းပြန်ပြီး challenge လုပ်တယ်တင်အစိတ်ဆိုးပြီးတော့ဒီဘက်ကဆရာဝင်ဘွဲ့ရတဲ့လူကနေပြီးတော့ဟာဘွားနေတာပဲ Facebook မှာတက်လာတာကျမလည်းဟိုကြော်ကြော်သွားတယ်ဘာဖြစ်နေမှမသိဘူးအခုကျတော့တရားဆွဲတယ်တရားဆွဲပြီးတော့ဒီဒေါက် 我很善于啊。<noise> <noise> တောက်တာပေါ့မရင်ဆိုင်ရဲဘူးဆိုတော့အခုတခါတရခန့်ပြေးဝရမ်းပြေးဆိုလုပ်တယ်ဆိုတော့အဲ့ဒါပညာသည်အချင်းချင်းမလုပ်သင့်ဘူးလေဟိုကလည်းပညာသည်ပဲကိုကလည်းပညာသည်ပဲနော်ဒေါက်တာသဟင်ကိုပြောချင်တာကိုကနော်ဟိုအနောက်ပိုင်းအနောက်တိုင်းဆေးပညာဘွဲ့ရဆရာဝန်ကြီးဆိုရင်လေကိုကရင့်ကျင်ရမယ်နော်ပညာရှင်ဆန်ရမယ်ဘာဖြစ်လို့နော်ဒီတိုင်းရင်းဆေးဆရာမကိုတက်တက်မဲမဲရံညိုးကြီးစွာနဲ့တိုက်ခိုက်နေတာလေနော်အဲ့တော့ဒီတိုင်းရင်းဆေးဆရာမကလည်း तू ကလည်းစ ဆရာကြီးတယောက်ရဲ့တပည့်တိုင်းရင်းစင်းဆိုတာပြောပြမယ်မြန်မာပြည်မှာအင်္ဂလိပ်တွေမရောက်ခင်ကတည်းကဟိုးရှေးကတည်းကကျမတို့အဖိုးဖွားတွေဖြစ်တယ်မင်းနေပြည်တော်မှာရောရှမ်းပြည်ကစော်ဘွားနန်းတော်တွေမှာရောပဲအရွက်သေးရွာတွေရောတိုင်းရင်းစင်းပညာနဲ့ကျမတို့မြန်မာတွေအသက်ရာကျော်နေခဲ့ရတာရှေးကအခုခေတ်ကြမှာ အင်္ဂလိပ်ဆရာဝင်နေတဲ့ကုတော်မှာအသက်ကရာကျော်မပြောနဲ့60ကြော်ဖို့တောင်မလွယ်ဘူးဆေးရုံတွေသွားရင်လဲတလွဲကူတာတမျိုးပတ်စံတောင်းတာတမျိုးဆရာဝင်တွေကအော်တာဆူတာတမျိုးအဲ့လိုမျိုးမျက်နှာမျက်နှာလေးနှိမ့်ချပြီးကုပြီးတော့ငွေတွေပုံထုတ်ကုလဲ တည်ကြတဲ့အလုပ်မဟုတ်ဘူးကျမ်းမာရေးဝန်ဆောင်မှုကမြန်မာပြည်မှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်ဒီအချိန်မှာတိုင်းရင်းစေးပညာကငွေလေးတက်တက်တာတာနဲ့လူတွေကလည်းအားကိုးလို့သူ့ရဲ့ရာဇဝင်မှာလည်းပျောက်တဲ့လူရှိတယ်တက်တာတဲ့လူရှိလို့ခုနေတဲ့ ်နော်တိုင်းရင်းစိတ်ဆရာမအောင်ဘာဖြစ်လို့ဒီလောက်တောင်ရန်ညှိုးထားပြီးတော့ BBC သတင်းထိရောက်အောင်တရက်ခန့်ပြေးဖြစ်အောင်လုပ်ရတာလေတရက်ခန့်ပြေးဆိုလို့သူကဟာလာဟိုစိတ်ယုံမှာမဟုတ်တာ လုတ်ပြီးတော့ဟိုစိတ်ကူတာမှုလွဲမပြီးလူနာတေသွားလို့တရားဆွဲထားတယ်တရက်ခန့်ပြေးလာမဟုတ်ဘူးเนาะယာဒူးတွေရှိပြီးတော့လက်တွေစားလို့လက်တွေစားလို့နှမို့ရင်လူတွေဟိုရန်လုတ်လို့လက်တွေခါတယ်သိမ်းပေါင်းခါတယ်တောင်းများစွာဟိုနိုင်ငံစီကနေခိုးပြီးစားပြီးထွက်ပြေးနေတဲ့ တရားခံပြေးလားမဟုတ်ဘူးเนาะလူတွေစီကလိန်လိန်လဲဖျားရောက်တဲ့လူလဲမဟုတ်ဘူးသူဘာသူရိုးရိုးတတသူပညာနဲ့သူတတ်ထားတဲ့ပညာကလည်းဆရာကြီးရှေးဆရာကြီးနောက်သူတို့ကကချင်ပြည်နယ်ကကချင်ပြည်နယ်ကဆေးတွေကစွန့်နေเนาะတိုင်းရင်ဆေးဆိုတာကျမတို့အင်္ဂလိပ်ဆေးပညာမသိတဲ့ပညာတွေလည်းရှိတယ်။เนาะဒီရင်းဆိုတာကသူတို့သုံးတဲ့ဒီမိုးချိုးသွားဆိုတာလေ electric magnifying တတ်တူ နော်ဒါမျိုးဆိုအခုဆိုရင်ကျမစီလာရောက်နေအမလေးဒီဒီအပြသိန်း90သိန်းတရာအဲ့ဒါတရုတ်ပြည်အနောက်နိုင်ငံကနေဒီဒီမှာခြေထောက်တင်လိုက်ရင်ဘာယောဂပျောက်တဲ့ဒီဓာတ်တွေကနော်လာကဘာပြန်လာတဲ့လူတွေကုတာမြေကြီးမနှင်းလို့ဓာတ်တွေဖြစ်တာဆိုအဲ့ဆိုရင်မြေကြီးနေ့တိုင်းနှင်းမှာပေါ့သိန်း90တရာနဲ့ဒီဆေးအပြကြီးကိုတက်နှင်းနေတယ်ဒီအဲ့လိုမျိုးဆေးပညာတွေကအရန်ထွန်းကားနေတယ်နော်ရှာပတ်တတ်တူတွေဒီလောက်အဖိုးတန်နေတာဒီဒီရှာပတ်တတ်တူတွေဒီမြေကြီး ီးတွေကတက်တူတွေကတခုတခုတို့က magnifying တက်လေးတွေလွန့်ပေးပြီးတော့ enough တွေကိုပြင်ပေးတာကုသတာလို့ရှိတယ်ဒီဒီပညာတွေကဟိုအနောက်တိုင်းပညာမှာ အခုမှရှာဖွေနေတော့အခုမှဒီဆေးရွက်တေးဆေးဒီ organic เนาะနောက်ပြီးလို့ရှိရင်နောက်တိုင်းပညာမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင် America မှာအကောင်လုံးเนาะဆေးဖြားလေးတွေဆေးရွက်ဆေးဒီလေးဟို traditional remedy လေးတွေဆေးလုံးတွေထုတ်ပြီးရောင်းနေကြပြီเนาะကျမတို့စီမံငကိုကြရရှိနေတာကျမအဖွားသွေးဆေးဆိုရင်လေဟိုနေ့ကအိမ်ကလူအိမ်က ဟိုထမင်းချက်လေးကန်ကောင်းလို့သွေးတွေတိုးတာလေးသူ့ကိုခါတဲ့ဒီ anti hypertensive လက်တိုက်တယ်နောက်ပြီးလို့ရှိရင်နောက်ဆုံးအမင်းလည်းစီးဆေးလက်တိုက်တယ်နော်အဲ့ဒါကြောင့်မှမရဘူးခါတဲ့ခြေပြားလက်ပြားတွေချွေးပြန်ပြီး shock ဖြစ်လာလို့ကျမအဖိုးသွေးစေကျမတောက်နေကြကျမအဖိုးအဖွာမင်းတို့မင်းလက်ထက်ခရရသုံးတဲ့သွေးစေးကြီးကိုငါတို့ဝါးစားလိုက်တော့မှချက်ချင်းမိနစ်ပိုင်းအတွင်း ဒီသွေးတို့ကကြပြီ at least shock ကိုကာကွယ်လိုက်နိုင်တယ်မြန်မာဆေးပညာအင်မတန်အဖိုးတန်ပါတယ်အဲ့တော့ဒီတိုင်းရင်းဆေး तू ကဘွဲမရပါမယ် तू ကသူ့ဆရာရဲ့လက်မှတ်နဲ့ကုနေတာအဲ့ဒါကိုဒီဆရာဝန်တွေကအဲ့သူ့ဆရာကိုပိတ်ခိုင်းလိုက်တယ်ပိတ်ခိုင်းပြီးတော့ဒီကလေးမလေးကိုတရားစွဲတယ်အဲ့တော့သူ့ဆရာကပြောရမယ်မပြောလဲတိုင်းရင်းဆေးပညာဌာနကနေပြီးတော့ honorary ဘွဲပေးရမယ် နော်သူကုထားတွေကိုကြည့်သူ့ကိုမေးလိုက်သူလှုပ်ထားတာတွေဘယ်နဲ့ဘလောက်ဘလောက်အောင်မြင်တယ်သူ service ပေးနေတယ်ဆိုရင်သူ့ကိုဂုံထူးဆောင်ဘွဲ့ကိုချက်ချင်းပေးလိုက်လို့ရတယ်ရလို့ရှင်ဘွဲ့ပေးလိုက်တာနဲ့သူတရားရုံးကိုရင်ဆိုင်စရာမလိုတော့ဘူးသူကလည်းဘွဲ့ပေးတဲ့နေပြီနော်တိုင်းရေးဆေးဆရာဆရာမလက်မှတ်တွေတောင်းချီထုတ်ထားတဲ့အဲ့ထက်ကလူတက်ရလားတထောင်လားဘယ်နဲ့ရောက်ကဆေးကုနေလဲ နော်လူနာတွေကိုအကျိုးပြုနေလဲနော်ကျမတို့ဆရာဝန် MBBS တွေဘယ်နဲ့တောင်ဖွင့်နှသိမ်းထုတ်ထားပြီးပြီလဲအဲ့ထက်ကဘယ်နှယောက်ကဆေးရုံတွေဆေးခန်းတွေမှာအကျိုးပြုနေလဲနော်အဒီအကျိုးပြုနေလဲအကျိုးမပြုအကျိုးအကျိုးပြုလဲသူတို့စီမှာလူနာဘယ်နှယောက်ရလဲဘယ်နှယောက်အောင်မြင်မှုရှိတယ်လဲနော်ဒီဒေါခင်ဆိုင်းကြီးဆိုသူ့မှာအောင်မြင်မှုတွေရှိနေတယ်နောက်သူလောက်တာလဲလုံးဝ ဟိုမျက်လုံးကိုဖောက်တာလည်းမဟုတ်ဘူးသူ့ဘာသူဘေးကနေပဲဟိုမိုးချိုးသွားလေးနဲ့ဆွဲတာသူ nerve stimulation လုပ်တယ် nerve ထဲကနေ impulse လေးတွေလွတ်တယ်သူ့နီးနေသူရှိတယ်နော်နော်နောက်ပြီးတော့တိုင်းရင်စင်းနောက်တချို့တွေမယုံမရှိနဲ့မန်းနာနဲ့လည်းပျောက်တယ်နော်မန်းနဲ့ဂါထာတွေလည်းရှိတယ်ဒီရှေ့စေပညာအင်မတန်အစစ်ရှိပါတယ်လေ့လာကြပါ research လုပ်ကြပါလောလောဆယ်အောင်မြင်နေတဲ့ ဒီဒေါခင်ဆိုင်ကြီးကိုလေတရားမစွဲကြပါနဲ့ဂုံဒုဆောင်ဘွဲ့ပေးလိုက်ပါဒီဂုံဒုဆောင်ဘွဲ့ဆိုတာတချို့တွေဆိုခါတဲ့ဟိုအာအာရရတထေးဘွဲ့တွေရှောက်ပြီးတော့ယူနေကြတယ်မလားဒေါက်တာဘွဲ့ကိုခါတဲ့ပတ်စံပေးပြီးနိုင်ငံခြားကဝယ်နေကြတယ်မလားတကယ်လဲပညာမတက်ဖဲနဲ့အွန်လိုင်းကနေဟိုဟာလေးဖြည့်ဒီဟာလေးဖြည့်ပြီးတော့ပတ်စံပေးလိုက်ရင်ဒေါ်လာ၄000ပေးမလားသိန်း၁200ပေးလိုက်တာနဲ့ဒေါက်တာဘွဲ့ဒေါက်ထရိတ်တို့ဒေါက်တာတို့ပေါမပေါသူကကြတော့ဂုံဒုဆောင်ကိုအလိုလိုကိုပေးရမယ်တချို့တွေဆိုရင်ဟို ဒီငြိမ်းချမ်းရေး Nobel ဆုလို့ဘာလို့ပေးတယ်ဆိုတာဘာမှလောက်တာမဟုတ်ဒီလိုနောက်တချို့တွေဆိုလို့ရှိရင်သူလောက်ထားတာတွေအောင်မြင်နေတယ်ဟုတ်လား Bill Gates တို့ဆိုရင်ဘွဲမရပါဘယ်မဲ့ချက်ချင်း Harvard ကဂုံတူးဆောင်ဘွဲပေးလိုက်တယ်ဘာကြောင့်သူအောင်မြင်လို့သား နော်ဒီလောက်တောင်ကဘာကျော်နော်ကွန်ပျူတာကုမ္ပဏီတည်ထောင်တာပေါ့အဲ့တော့ဂုံတူးဆောင်ဘွဲ့ပေးလိုက်ကြပါကျမရေဝင်ကြီးကိုလည်းတောင်းပန်ပါတယ်တိုင်းအစ်စေးပညာဌာနကိုလည်းတောင်းပန်ပါတယ်ဒေါက်တာသက်ဟိန်လည်းတော်ပါတော့ပညာရှိတဲ့လူကငြိမ်ရမယ်နော်ဒီဒီဒီဒေါခင်ဆိုင်ကြီးကလည်းတောင်းပန်တယ်ပြောတယ်အေးသူ့ကိုသွားစတော့လေသူကလည်းစွာအဲ့သူလည်းတောင်းပန်တယ်ဆိုကိုကလည်းချေအေးနောက်ပြီးတော့ကျန်တဲ့လူနာတွေအကျိုးပြုအောင်တော့ तू ဆက်ပြီးတော့လောက်ပါစေဖုံးတော်ကြီးတွေကလည်းကာကွယ်ပေးထားတယ်ဖုံးတော်ကြီးတွေကလည်းယုံကြည်တယ်သူ့ပညာကိုလူနာတွေကလည်းသူ့ကိုကုကျင်ကြတယ် ကုကြပါစေတဏ္ဏလုံးတက်တာပါစေတချို့ဆရာလူနာတွေဆိုဆရာဝင်မျက်နာမြင်တာနဲ့ဆရာမျက်နာမြင်တာနဲ့တောင်တဝက်တက်တာတာရှိပါတယ်เนาะမန်းမုတ်ပြီးကုတာနဲ့တောင်ပျောက်တာတွေလည်းရှိပါတယ်အဲ့ဒါကြောင့်မို့အားလုံးကြည့်မနေကြပါနဲ့ကျမတို့စိတ်မချမ်းသာဘူးเนาะဒီလိုသမားတော်လေးပေါ့เนาะသူခမဝင်ရပြေးလို့ဟိုပြေးဒီပုံဖြစ်နေရတယ်ဒီဘက်ကဆရာဝင်ရတယ်ဆရာဝင်ကြီးဖြစ်ပြီးတော့အရမ်းမဲ့သူများကိုတိုက်ခိုက်နေတယ်ဆိုမကောင်းဘူးပညာရှိပြီးပြီးနေကြပါเนาะ ညာရှိပြီပြီနေကြပါနော်တရွက်တင်များရင်ခိုင်းရညွတ်တယ်ပို့ပြီးတော့ညအလုံးမဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတဟင်းဖြစ်ပါတယ်အခုလူမှုကွန်ရက်ပေါ်မှာပြန်နေတဲ့ဒေါက်တာဒေါခင်ကြော့ကြော့ TikTok ကနေပြီးတော့ကျွန်တော်အာဒေါခင်ဆန်းကြီးကိုဝရန်တီဖြစ်အောင်ကျွန်တော်တရားစွဲဆိုထားတယ်ဆိုတဲ့ကိစ္စရလေးကိုပြန်လည်ရှင်းပြကြင်ပါတယ်အမကြီးကျွန်တော်ကိုအဲ့လိုတိတိကျကျကာကနတ်နတ်မတီးပဲကျွန်တော်ရဲ့နာမည်ကြီးကို binding တက်ပြီးတော့တရား ွဲဆိုပါတယ်လို့ပြောတာကအမ66ကကြီးနဲ့ညီးတယ်เนาะအမကျွန်တော်ရဲ့ခုံတိုက်ခါညှို့နှောင်းလုပ်တဲ့အမှုရယ်ပြီးတော့ကျွန်တော်ပေါ့ပြောရမယ်ဆိုရင်ကျွန်တော်နဲ့ပြည်သူလူထုရဲ့ဂျာမာထင်အောင်ထင်မှားဖြစ်အောင်ပြည်သူလူထုကိုလှုံ့ဆော်မှုမြောက်တယ်အမအခုဆိုရင်အမရဲ့စကားတစ်ခွန်းကြောင့်ကျွန်တော်ရဲ့ TikTok chat box တွေ Messenger ဘောက်တွေမှာကျွန်တော်အာလာရောက်ပြီးတော့ဖဲနေတဲ့လူတချို့ကိုတွေ့ရတယ်ခင်ဗျအဲ့ဒါကြောင့်မို့လို့အမမတိပဲနဲ့လူတစ်ဖက်သားကိုအဲ့လို သူဆွဲဖို့ကမတင်တော့ကြောင်းအေးဥသောပထမပြောပြခြင်းပါတယ်အမဟုတ်ဒုတိယအချက်ကကြာအမပြောကြားချက်ထဲမှာသူ့ဆရာတိုင်းရင်စေးတမားတော်တော်ကြီးရဲ့တဆလက်မှတ်တုံးပြီးဖွင့်နေဆိုတာလေအမမတိပဲနဲ့အဲ့ဒါအမရှောက်ပြောနေတာဖြစ်ပါတယ်သူကတိုင်းရင်စေးတမားတော်စေဝါကြီးကျက်တိုင်းရင်စေးတမားတော်ဆရာဦးတန်းထွန်းစောခရှမ်းလေးရဲ့တဆနံပါတ်3403လုံးကိုအလွဲသုံးစားလောက် ပြီးတော့စေကမ်းဖွင့်နေပါတယ်အဲ့ဒီအတွက်လဲဆရာဦးတန်းထွန်းစောမှနိုင်ငံပိုင်သတင်းစာမှာတည်လင်းကြေညာထားပြီးဖြစ်ပါတယ်သူ့ရဲ့ဆရာကြီးအဲ့လိုကြေညာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဆရာကြီးအမိခံပြီးတော့သူကဖွင့်တယ်လို့ပြောပြီးတော့နောက်ရက်ကျတော့သူ့ဆရာကြီးကခွင့်ပြုချက်မရတဲ့ဖြစ်ပိတ်သွားတာဒီကျွန်တော်တို့ဆရာဝန်များကသူ့ဆရာကြီးကိုတွားရောက်ပြီးပိတ်ပင်ခိုင်းခြင်းလဲကျွန်တော်တို့လုံးဝမလုပ်ခဲ့ပါသူ့ဆရာဓမ္မနဲ့သူနဲ့ဂျာမာပြဿနာလေးတစုံတစ်ခု စုံတရာရှိခဲ့လို့ပိတ်ချင်းမျိုးပဲဖြစ်ပါလိမ့်မယ်အဲ့ဒါကိုအမအကိုနားလည်အောင်ရှင်းပြတာချင်းဖြစ်ပါလေကျွန်တော်ကပြီးတော့အမတိအောင်ပြောရမှာကကျွန်တော်တို့ဒီ docking sign ကြီးလောက်တဲ့လောက်ရတဲ့ဒီကျွန်တော်တို့ဒီပြည်သူလူထုအများပြည်သူကျမ်းမာရေးအတွက်ထိခိုက်စိုးရိမ်နိုင်ပွဲဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နဲ့ကျွန်တော်ရဲ့အဖွဲ့ဝင်များတာတရားစွဲဆိုခြင်းလောက်တာမဟုတ်ပါဘူးတိုင်းစေးကောင်စီကိုပဲကျွန်တော်တို့အတိပေးပြောကြားကနဦးပြောကြားချက်ပြောကြားပေးခဲ့ပါတယ်ကျွန်တော်ပြောကျွန်တော်နဲ့တိုင်းရင်းစေး တမားတော်တွေအားလုံးလက်မှတ်ရေးထိုးပြီးတော့ကျွန်တော်တို့ဟိုဟာဖော်ပြခဲ့တဲ့အကြောင်းအရာတချို့အမတီအောင်ကျွန်တော်ပြန်လည်ဖတ်ပြပါမယ်ပထမဆုံးကျွန်တော်တို့ဒေါက်ခင်းဆိုင်ကြီးဘာတွေလုပ်လဲဆိုတော့ကျွန်တော်တို့ကဒေါက်ခင်းဆိုင်ကြီးဟာစေကူတာကွင်း license မရှိဘဲနဲ့တရားမဝင်စေကံဖွင့်လှစ်ပြီးအလွန်အနည်းများတဲ့မျက်စိယောဂါကုသယောဂါနဲ့အရေးပေါ်ကယ်ဆယ်ရန်လိုအပ်တဲ့ယောဂါတွေကိုစေကူတာခြင်းနဲ့ပြုလုပ်ပါတယ်အဲ့ဒီအချိန်မှာတခြားပေါ့အမားတို့ပြောတယ်လို့တခြား license မရှိဘဲကုသမှုလုပ်တဲ့လူတွေအများကြီးကြားရမှာ Dawkins Sign ကိုဘာကြောင့်ရွေးချယ်ပြီးတော့ဖော်ပြခဲ့ရတော့ဆိုတော့ Dawkins Sign ကြီးလောက်ရတဲ့ဟာအနေရရှိတောင်းကျွန်တော်တို့ကျမရင်ဝင်ကြီးဌာနကတရားဝင်အတိအမှတ်ပြု license ရဆရာဝန်များအနေနဲ့စိုးရိမ်ပူပန်တဲ့အတွက်ကျွန်တော်တို့ဒီမိခင်သူတို့ရဲ့မိခင်တိုင်းရင်းစီကောင်စီဌာနကိုကျွန်တော်တို့အကြောင်းကြားခြင်းဖြစ်ပါတယ်အဲလေကျွန်တော်တို့ဒီပြည်သူလူထုရဲ့ကျမရေးအတွက်အလွန်အနေရများတဲ့အဲ့ဒီမျက်စိယောဂါတွေကုသယောဂါတွေအရေးပေါ်ကိစ္စရန်လိုအပ်တဲ့ယောဂါတွေကို ူးတနေတာကိုတားဆီးရမှာကျွန်တော်တို့တရားဝင် license ရဆရာဝန်များမှဝေဖန်ပြောပြထောက်ပြရမှာကျွန်တော်တို့ရဲ့အလုပ်ပဲဖြစ်ပါတယ်အမပြီးတော့ docking sign ကြီးကနောက်ထပ်စီးဝါကြီးချက်ရေး comedy ရဲ့ခွင့်ပြုချက်မယူပဲစီစစ်မှုမခံယူပဲတိုင်းရင်စီးဝါမှတ်ပုံတင်တရားမှာခွင့်ပြုချက်မရှိရတရားမဝင်စီးဝါထုတ်စီးအမျိုးပေါင်း43မျိုးကျော်ထုတ်လို့ရောင်းချတဲ့အပြင်သူရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့တမားတော့ docking sign ရဲ့ facebook account ဆီယာမနင်း တီမတ်စေးမြစ်တာခင်ဆိုင်ကြီးစေးမြစ်တာတီမတ်ပြည်သူအချစ်တော်တမားတော်ပြည်သူချစ်တော်မြန်မာတမားတော်အသရှိရဲ့တက်တော့အကောင့်မှာအများပြည်သူနဲ့ယောဂဝေဒနာရှင်များအတွက် WHO မှအတိမတ်ပြုထားတော့ HIV AIDS ART B ပိုးစီပိုးများတောက်တုံးရံမလို့ပဲ၎င်းဖော်ဆက်တော့ပြည့်စက်ရွက်တောက်တုံးခြင်းဖြင့်ယောဂပြောက်ကင်းနိုင်ကြောင်းကျွန်တော်တို့ဒီ HIV AIDS ကအမှားလဲဆရာဝန်တယောက်ဖြစ်ပါလိမ့်မယ်နိုင်ငံကဘာနိုင်ငံနဲ့ချီပြီးတော့အလွန်တရာပြည်သူလူထုရဲ့ကျန်းမာရေးပေါ်ချိန်ချောင်းနေတော့ယောဂကြီးဖြစ်ပါတယ်ထိုယောဂများဟုတောင်မှ သူကသူ့ရဲ့ဖော်ဆက်ထားတဲ့ပိဿရရဲ့တောက်တုံးချင်းဖြစ်ပျောက်ကင်းနိုင်ကြအောင်အသိပညာမှာပေးခဲ့ပါတယ်ပြီးတော့တွေးလွန်တကွေယောဂအားဆေးရုံတက်ကြောက်ကုသရမလို့ပဲရဲရုံဒီစားယုံနဲ့ပျောက်ကင်းနိုင်ကြအောင်ပြည်သူလူထုကိုတရင်မှာပေးခဲ့ပါတယ်ကျမကြီးဟောပြောမှုမှာပြုလုပ်ခဲ့ပါတယ်တွေးလွန်တကွေယောဂဆိုတာအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့တွေးလန့်ခြင်းအချင်းမရွေးဖြစ်ပေါ်နိုင်ဘူးအတွက်ကျွန်တော်တို့ပြင်ပဆေးခန်းနေမှာတောင်မှကျွန်တော်တို့အတွင်းလူနာဖြင့်ထားလို့မရပဲနဲ့ကျွန်တော်တို့တကယ်ဆေးရုံ ကြီးတွေကျွန်တော်တို့ပြည်သူစေယုံတွေကိုလွှဲအပ်ရမယ့်ယောဂဖြစ်ပါတယ်ထိုယောဂတောင်မှသူကရဲရုတ်ဒီစာယုံနဲ့ပျောက်ကင်းနိုင်အောင် WHO ရဲ့ချိန်ချောက်တဲ့ယောဂတစ်ခုဖြစ်တဲ့ Color One ယောဂဆိုဒီလေအမားလေးဆရာဝန်တယောက်ပါအချိန်မရွေးတည်နိုင်တဲ့ယောဂဖြစ်ပါတယ်ခင်ဗျအဲ့ဒါကိုဒါမှအုံငူသွားဟဟူတော့ဂါထာခုနအုပ်ရွတ်ဖက်ရေမန်းတောက်ရင်းပြပျောက်ကင်းနိုင်အောင်အလွန်အတရာအနေအများပြားတဲ့စေးပညာအယူဆတွေကိုဗီဒီယိုဖိုင်များရိုက်ကူး၍စင်ကျင်တော့တရားကျင်းမယ်ဆိုတာပြဟောပြောလျက်ရှိပါတယ်အမားလိုချင်အဲ့ဒီဗီဒီယိုဖိုင်တွေကိုကျွန်တော်တီးတန့်ကျွန်တော်ပို့ပေးပါမယ် အဲ့ဒီလိုအန္တရာယ်များတဲ့ကျွန်တော်တို့စေပညာအယူဆတွေကိုကျွန်တော်တို့တားဆီးရမှာကျွန်တော်တို့ကျမ်းမာရေးဝန်ကြီးဌာနရဲ့တရားဝင် license ရတယ်ဆရာဝန်တွေရဲ့တာဝန်ဝင်တရားဖြစ်ပါတယ်အမပြီးတော့သူကအဲ့ဒီကိစ္စတွေရတယ်မဟုတ်ပဲねအယောင်ဆောင်မှုဖြစ်တဲ့စေပညာရှင်တဦးရဲ့အဆောင်အယောင်များဖြစ်တဲ့ duty code တွေ statute နဲ့ချက်တွေဝစ်စင်ယူတိုင်းရင်းစေးဆရာတဦးအတွင်ယူထားပါတယ်ဒေါက်ကင်ဆိုင်ရာတိုင်းရင်းစေးเสียမဟုတ်တလို့တိုင်းရင်းစေးပညာတိုင်းရင်းစေးတက်ကလေးမှာပြည့်ရချီမြင်ထားတော့တိုင်းရင်းစေးဘွဲ့လည်းမရရှိပါဘူးတိုင်းရင်းစေး license လည်းတားစာလည်းမရခဲ့ပါဘူးပြီးတော့ကျွန်တော်တို့ docking sign ကြီးက2003ခုနှစ်မှာမြန်မာနိုင်ငံတိုင်းဆေးဆရာများအသင်းရဲ့တတိယအကြိမ်စီဝေးဆုံးဖြတ်ချက်အပိုက်1မြင်းဆောင်2003ရဖြတ်သိမ်းပြီးဖြစ်တော့အဘိဓမ္မာတောင်းတာဆေးပညာဖွဲ့မှာပေးအပ်တော့တိုင်းဆေးကောက်စီမှာခွင့်ပြုခြင်းမရှိတော့ဆေးပညာဖွဲ့အမည်နဲ့ကျွန်တော်တို့အနောက်တိုင်းဆေးပညာဖွဲ့တွေအမရဲ general practitioner physician physiotherapy ညာယူသုံးတယ်နောက်ဆုံးအစိုးရတော့ကတော့ same to for သက်တဲ့ဆေးမြတ်တာအမှတ်တစိအခိုးပွင့် စေကြီးချက်တူတိုင်းစေတိတ်ပံအပတ်စဉ်25စင်ဆရာဦးတန်းထွန်းစော်ကိုရှမ်းလေးရဲ့ဓမ္မမတ်ပုံနေအမှတ်တာဆာ3400ကိုကိုယ်ခွင့်ပြုချက်မရှိဘဲနဲ့တသင့်တုံးဆွဲပြီးတော့တိုင်းစေးကောက်စီဥပဒေပြဋ္ဌာန်းချက်ပါပုံမှန်49စလိန်ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီးတော့အများပြည်သူထင်အောင်ထင်မှန်းဖြစ်စေရလှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီအချက်တွေအကြောင်းမို့လို့ကျွန်တော်တို့ကတိုင်းစေးကောက်စီကိုကျွန်တော်နဲ့ကျွန်တော်အဖွဲ့ကတင်ပြခဲ့ခြင်းဖြစ်ပါတယ်ဒေါက်ကီဆိုင်ကြီးက၎င်းရဲ့မာရွင်တော့ ဟောပြောချက်များကျွန်တော်တို့ကုသချက်များကိုကျွန်တော်အပါဝင်ထောက်ပြဝေဖန်အကြံပြုတော့ကျွန်တော်အပါဝင်အထူးကုဆရာဝန်ကြီးတွေကျွန်တော်တို့မျက်စိဆရာဝန်တွေတိုင်းစေဆရာများနဲ့၎င်းနှစ်စေးပြိုင်ခုရ၎င်းလူမှုကွန်ရက်ပေါ်မှာစိန်ခေါ်နေခြင်းများတောက်လျှောက်ပြုလုပ်နေရုံမှာမကအဲ့ဒီအထူးကုဆရာဝန်ကြီးများနဲ့တိုင်းစေဆရာများ သေးရုံသေးကမ်းများ၎င်းလောက်မတက်၎င်းလောက်မကုသနိုင်ကြအောင်လူမှုကွန်ရက်ပေါ်တွင်ဗီဒီယိုများတင်၍ပြည်သူလူထုမှအထင်မြင်လွဲမှားပြီးယုံကြည်မှုကြဆင်းစေရန်လှုပ်ဆောင်နေအမအခုလိုကျွန်တော်တို့ပေါ့ဒီပေါ့ကျွန်တော်တို့အပြောင်းလဲတွေဖြစ်နေတဲ့အချိန်ကျွန်တော်တို့သေးရုံသေးကနေမှာဝင်နဲ့လူအင်အားမများဖြစ်နေတဲ့အချိန်တွေမှာပြည်သူလူထုအားဒီသေးရုံသေးကနေကိုပို့ပြီးတော့ထင်အောင်ထင်မှားဖြစ်လာအောင်ယုံကြည်ဖြစ်လာအောင်အမျိုးမျိုးကျွန်တော်တို့ဗီဒီယိုဖိုင်တွေထုတ်လွှင့်ပြီးတော့ တောက်လျှောက်ကျွန်တော်တို့နဲ့ပြည်သူနဲ့ဆေးရုံနဲ့ဆေးကန်းနေနဲ့ဆရာဝန်တွေနဲ့ကိုတွေးခွဲတက်ရှုံနေတဲ့ကိစ္စရပ်များဟာကျွန်တော်တို့တကျမရေးဝန်ကြီးဌာနမှာတရားဝင်ပေးအပ်ထားတော့လိုင်စင်ရဆရာဝန်များရဲ့တာဝန်ဖြစ်ပါတယ်ကားစီရမှာပေါ့ကျွန်တော်တို့နောက်ပြီးတော့ဒေါက်ရှင်ဆိုင်ကြီးကပြန်ကြားရေးဝန်ကြီးဌာနရဲ့မူပိုင်ခွင့်နဲ့မှတ်ပုံနေဌာနကွယ်ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှာခွင့်ပြုချက်မရှိမရရှိဘဲကျမကြီးဒေါက်ရှင်ဆိုင်ကြီးစီမီတူလက်တွေ့30နီးနီးပထမဒုတိယအထောက်ရေးသားထုတ်ဝေခြင်းများလည်းပြုလုပ်ခဲ့ပါတယ် အဲ့ဒါကြီးကိစ္စရများဖို့ဒါကျွန်တော်တို့ကတိုင်းရင်းစေးကောက်စီကိုတင်ပြခဲ့ခြင်းဖြစ်ပါတယ်တိုင်းရင်းစေးကောက်စီမှတိုင်းရင်းစေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ကြီးကိုတိုင်းကွင်းစင်လေ့လာပြီးတော့မန္လီတိုင်းဒေတာကြီးဝန်ကြီးချုပ်အဖွဲ့ကစုံစမ်းစစ်ဆေးရအဖွဲ့ဖွဲ့စည်းပြီးတော့စုံစမ်းစစ်ဆေးပြီးတော့ကျွန်တော်တို့တိုင်းရင်းစေးကောက်စီမှတရရလို့ပြုလုပ်ကအမရပူရာမြို့နယ်ရဲစခန်း၌တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်ဒေါက်တာတဟိမ့်မှ လုံးဝလုံးဝတရားစွဲဆိုခြင်းပြုလုပ်ထားခြင်းမဟုတ်ပါဒေါက်တာသဟိမသိပညာရှင်တယောက်အနေနဲ့ဝေဖန်ထောက်ပြပြောဆိုခဲ့ခြင်းသာဖြစ်ပါတယ်ထို့အလို့ဒီလဲကျမရဲ့ဝင်းကြီးဌာနမှာတရားဝင်ခန့်အပ်ထားတော့တရားဝင်လိုင်စင်ရဆရာဝန်တယောက်ဖြစ်တဲ့ဒေါက်တာသဟိရဲ့အလို့ပဲဖြစ်ပါတယ်